။နှောင်ရင်မတရားနိုင်တဲ့အချက်၃ချက်ကိုဒီနေ့ကျွန်မညွှန်ဝေပေးမယ်။နံပါတ်၁အချက်ဖြစ်ခဲ့ပြီးတဲ့အကြောင်းတရားတွေဘာမှပြင်ဆင်လို့မရတော့ဘာမှပြန်လုံလိုက်လို့မရတော့တဲ့အနေအထားတစ်ခုကိုမိုးလင်းလဲဒါနေ့လဲလဲဒါညလဲဒါဒီအကြောင်းအရာတွေကိုထပ်ခါတလဲလဲပြောနေမယ်ဆိုရင်အဲ့အိမ်ဆောင်ကြီးကသိကြတယ်ဘလို့မှရွှေစရာပါရစရာကောင်းတော့မှာမဟုတ်ဘူး။ဒါဆိုရင်ကျမတို့ကကာလတစ်ခုအထိပောက်ကွဲပြလိုက်လို့ရတယ်ကာလတစ်ခုအထိကျမတို့ခံစားလိုက်လို့ရတယ် ဒါပေမဲ့ဘလောက်ခံစားမှလဲအချိန်ယူရမှာဘလောက်လဲတပတ်အချိန်ယူရမှာလားတစ်လအချိန်ယူရမှာလားအချိန်ယူလိုက်အဲ့ဒါပြီးရင်အရာအလုံးနှစ်လွတ်ချလိုက်ဒါမှမဟုတ်ဒီအကြောင်းအရာကိုပဲထက်ခါ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 ပြန်ပြောနေမယ်ဆိုရင်တော့အိမ်ထောင်ကြီးကလုံးဝตายနိုင်ဖို့မရှိတော့တဲ့ပြင်ကိုယ့်ရဲ့အမျိုးသားကကိုယ်နဲ့ဝေးရအောင်ပဲရောက်သွားလိမ့်မယ်နံပါတ်1အချက်ဒါကဘာလဲဆိုရင်ကျမတို့ကလွတ်ချနိုင်ရင်သူ့ကိုလွတ်ချလိုက်လွတ်မချနိုင်ဘူးဆိုရင် သူကိုယ်ပေါ်မှာကောင်းရတာတွေမကောင်းရတာတွေနှစ်ချက်ကိုတေးသေးချာချာပြန်စဉ်းစားကြည့်လိုက်အဲ့ဒါကပါလဲဆိုရင်ကိုယ်ပေါ်မှာ तू ဘာတွေကောင်းမွန်ခဲ့တာရှိလဲလူဆိုတာအားနေချက်အားတာချက်ဆိုတာရှိတယ်ကိုယ်ပြည့်စုံတယ်ဆိုတာမရှိဘူးအဲ့ဒီအတွေ့ကျွန်မတို့ကအဲ့လိုအချက်ကလေးနေနဲ့ပြန်ပြီးတော့မှကြည့်မယ်ဆိုရင်ပြန်ပြီးတော့မှအိမ်ထောင်ရေးကိုတာယာအောင်ဆွဲတင်လာလို့ရတယ်အဲ့လိုမှမဟုတ်ဘူးလွှတ်ချလိုက်မှပဲဖြစ်မယ်ဆိုရင် ုက္ခမခံနဲ့စိတ်ဒုက္ခလည်းမခံနဲ့လွတ်ချလိုက်နံပါတ်3ချက်သူများအမျိုးသားနဲ့ဘယ်တော့မှမနိုင်ရှင်ပါနဲ့အဲ့လိုနိုင်ရှင်လိုက်ပြီဆိုရင်ကိုကအိမ်ထောင်ရေးတာအနေနဲ့အများတော့ဒါမကောင်းတဲ့ရလဖက်ကိုဥတီလာမှာပဲတချို့ဆိုရှိရညီမလေးတယောက်ကျွန်မမြင်ခဲ့ဘူးလားပေါ့နော်အားပါလဲဆိုရင်သူဝိရှော်တယ်အမျိုးသားကမကျင်းခုလို့ပြဿနာကြီးတစ်ခုဖြစ်တာပေါ့နော် ဒါတွေကသူ့မျိုးသားပြောတာရှင်းရှင်းလေးမင်းမလုပ်နိုင်ဘူးငါလည်းမလုပ်နိုင်ဘူးဒါဆိုရင်ငါချော်လိုက်မှန်တယ်လေသူများအမျိုးသားကဒီလိုလုပ်တယ်ဆိုပြီးကို့မျိုးသားလည်းဒီလိုဖြစ်ရမယ်လို့တွေးရင် ကျမတို့ကဘလို့မှตายရနိုင်မှာမဟုတ်ဘူးအင်တာဗျူးကသူကသူကိုမိသားစုကကိုမိသားစုအဲ့ဒီအပေါ်မှာကျမတို့ကအိမ်တော်တစ်ခုကိုပညာလေးနဲ့ရှင်ပြီးတော့ဉာဏ်လေးနဲ့ရှင်ပြီးတော့မပြိုကွဲရအောင် ထိမ့်သိမ့်သွားဖို့အရန်ကို အရေးကြီးပါတယ်ကျမလည်းဒီပုံစံအတိုင်းလေးနဲ့ပဲခံစားချက်တွေ အများကြီးရှိခဲ့တဲ့ကာလတစ်ခုကျွန်မခံစားပြလိုက်တယ်ပြီးရင်ကျွန်မအစ်တတဖန်ပြန်ယုံထားတယ်အာဒီနေ့ကျွန်မပြောပြတဲ့အကြောင်းအရာလေးတွေကိုဒီအမိတ်ဆွေတွေအတွက်ဘဟုတုတလေးတွေရရှိသွားတယ်အတွေးလေးတွေရရှိသွားတယ်ဆိုရင်တော့ follow လေးလုပ်ခဲ့လိုက်နော်ကျွန်မကတော့အမျိုးသမီးရဲ့စိတ်ဓာတ်ခွန်အားတွေကိုပေးနေတဲ့ Harper Chosen ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်တို့တွဲလိုက်တယ်အော်လို့ တယောက်တည်းမမြင်ဘူးတော့သူ့ချောတယ်ဗောတွဲချပလိုက်တယ်ပြိလိုက်ပြီးတော့နောက်ရကျတော့သူ့တငယ်ချင်းတွေခေါ်လာပြီးလာတွေ့တယ်သူ့တငယ်ချင်းတွေသူ့ထက်ပိုချောတော့ဘလို့လဲဘလို့ကြည့်ရမှာလဲမခုတ်တွေ့ကိုလေးကြည့်ရမှာလားမဟုတ်ဘူးသူကြီးကရှေ့တက်တက်ကြီးမှာဒဲ့ပြီးဆိုတော့ခိုးပဲကြည့်ရမှာလားချောင်းပဲကြည့်ရမှာလားငါတို့တွဲလိုက်တဲ့ဘဲတွေထက်သူ့တငယ်ချင်းတွေကပိုချောနေရမျိုးတွေကအရန်ခံစားအောင်ခတ်တယ်မင်းကြီးစားရင်ညံ့ရအောင်ကြလာပြီ